ရှင်ဟယ်လိုမင်္ဂလာပါမနက်ပိုင်း29ရက်17လကြာဒီနေ့တိုက်ပေါ့နော်ကြာဒီနေ့တော့ဖြစ်ပါတယ်ဟာအီကီပါကဲဒီမှာမတော့ဘာပြချင်လဲဆိုရင်ဒီခုံရှာခုံတတမ3နှစ်ပေါ့နော် ာကရှိတာကကီဈေးကွက်ပေါ့နော်ဈေးကွက်ကိုကျွန်မရှင်းထည့်မရေးပြီးတော့ဈေးကွက်ရလို့ရေးဖို့မိပါတယ်။ဒါကျွန်မကတော့နောက်ပါခွန်ကြိုက်ပါတယ်။ခွန်ကြိုက်တဲ့လူတွေကခွန်လိုက်ပါ။မပီးလေးနဲ့ရှိန်ပါနော်။အဲ့တော့မ ုံညလိုက်နေတဲ့လူတွေကတုံညဆက်လိုက်ပါတုံညဂျန်နဲ့၄နံမှာဂျန်နဲ့၄နံမှာခွန်ရယ်၄ရယ်တလုံးလာမယ်တလုံးပေါ့နော်တလုံးဆင်းမယ်ပြီးရင်တုံညကတလုံးဆင်းမယ်ပေါ့နော်ဒီဒီသုံးလုံးနဲ့နှလုံးကတော့ဆင်းမှာပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ကြမ်းမလို့တကယ်လို့ထိတ်ဆော့ခြင်းတဲ့လူတွေက ခွန်လေးနှစ်ထိတ်ကိုဆော့လို့ရပါတယ်เนาะကျွန်မတုံညာနဲ့ပဲသာကြိုက်မယ်ဆိုရင်တော့တုံညာလျှောက်ကိုကြိုက်ပါတယ်တုံညာလျှောက်ကြိုက်တယ်ဗောနော်ပြီးရင်အဲတုံညာလျှောက်ပါပဲကျွန်မကြိုက်တာတော့တုံညာချောက်เนาะတုံညာချောက်ကြိုက်တယ်ကဲညီကောလာပြီးွားပြီးဆိုတော့အခုကလည်းပပလိုက်ပါအခုကဘာလို့ပပလိုက်ခိုင်းတာလဲဆိုတော့ ဘာလို့ပပလိုက်ခိုင်းတာလဲဆိုတော့အပူကဒီနေ့အပူမပေးဘဲနဲ့ကိုကိုတွေကြီးပဲနောက်ပိတ်ပူသွားပြီနော်အဲ့တော့ကြောင့်မလို့အပူဖြည်းဖြည်းမှန်မှန်နဲ့နည်းနည်းပဲစောပါနောက်တစ်ပတ်အင်္ဂါနေ့ကိုပဲမျောပါတယ်နောက်တစ်ပတ်အင်္ဂါနေ့ကိုပဲကျွန်မအပူမျောတော့ပါတယ်ဒီတစ်ပတ်ထမအပူကိုကြိုက်ပြီးမြဲ လောက်ကြာတာအင်ကာလာပေါ့နော်အဲ့ဒါမျိုးပဲတစ်ချက်စဉ်းစားရမှာပါထွက်တဲ့ခဏလေးကိုကြည့်ပြီးတော့တစ်ချက်ပြရမှာပေါ့နော်အဲ့ဒါမျိုးကဒါလေးရတော့မနှဖန်းဂျန်ဒီဟာကဂျန်နဲ့လေးနဲ့အတွင်းမှာပေါ့နော်လေးနဲ့အတွင်းမှာလေးနဲ့အတွင်းမှာဒီဒီဟာကတော့နေတိုင်းမဟုတ်ဘူးပေါ့နော်ဒါကဂျန်လေးနဲ့ တွင်စဉ်းစားရံပေါ့နော်စဉ်းစားရံအထက်ကခွန်နဲ့လေးရတလုံးစင်းမယ်၃ညတလုံးစင်းပေါ့နော်ဒါကခွန်လေးတလုံးစင်းမယ်၃ညတလုံးစင်းမယ်ဂျန်နဲ့လေးနဲ့အတွင်ပေါ့နော်၃ညလေးတို့၃ညခွန်တို့တွဲသွားရင်တော့ကြိုက်ဆုံးပေါ့ဒါပေမဲ့ကျွန်မကြိုက်တာကတော့၃ညချောက်ကြိုက်ပါတယ်နောက်ပြီးတော့တခါမနှက်ဖန်ကိုမနှက်ဖန် ဘနဲ့ဖန်ကတာနေတိုက်ပေါ့နော်နေတိုက်ကဒီခွန်မခွန်ရှောက်ခွန်အမန်းတော့ဒါ၃လုံးနဲ့ပေါ့နော်ခီးက၃လုံးပဲရှိမှာဒါပေမဲ့တရှုကျတော့ဒီဒသမရှိအနောက်ကလေးတွေကိုကြီးတက်တဲ့လူမျိုးရှိကောင်းရှိမယ်ပေါ့နော်ဒီမှာရမိတ်ဆွေတွေမှာဒါကြောင့်မလို့ခွန်ကြိုက်တဲ့လူကခွန်လိုက်ပါ၃ကြိုက်တဲ့လူက၃ဆော့ပေါ့နော်ဒါတော့နေတိုက်ဒါပေမဲ့ဂျမမနက်ဖန်ကြိုက်ဆုံးကတော့ခွန်လေး ခွန်နဲ့လေးဖြစ်ပါတယ်အဲ့ဒီခွန်ရဲ့လေးရဲ့နှစ်ရဲ့ဟာထိတ်အနည်းနဲ့ပဲစဉ်းစားပါဘုနော်နှစ်လေးခွန်ဟာထိတ်အနည်းနဲ့စဉ်းစားပါဒီဒီဒီနှလုံးကတလုံးစင်းမယ်ဒီတလုံးကကျော်တော့တလုံးတောက်ကြံနေကိုကျွန်မမျောနေထားရပါတော့သုံးညဟာခွန်နဲ့လေးရတော့ကြံလေးနဲ့ဆိုတော့ဒီမှာလဲခွန်ဟောလေးရောဆိုတော့မနေ့ဖန်ကိုခွန်နဲ့လေးရတယ်ဈေးကွက်မှာခွန်ဟောလေးရောပေးထားတယ်ကျွန်မရေ အမ်စောင့်ကြည့်နေတဲ့ website ထဲမှာကျတော့ဂျန်နဲ့လေးနဲ့မှာခွန်နဲ့လေးရတလုံးစင်းမှာဆိုတော့မနက်ဖြန်ကိုခွန်နဲ့လေးတလုံးစင်းကောင်းစင်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ခွန်ချိုက်တယ်ဂျန်နေတဲ့ကနင်းငါလေးရဲ့ဒီရှောက်ရကြတာနော်လေးနဲ့ရှောက်ကြံနေပါတယ်တကယ်ဒါလေးရတော့ဈေးကွက်ဒါလေးရတော့ဂျန်နဲ့လေးနဲ့အတွင်းဆိုပြီးမဲ့မနက်ဖြန်ဈေးကွက်ထမှာခွန်နဲ့လေးလာတယ်ကျမကြည့်နေတယ် လုတ်တဲ့ site ထဲမှာ9လေးတလုံးဆင်းပေးရမယ်ဆိုတော့မနက်ဖြန်အောင်9လေးကကောင်းပါတယ်ပေါ့နော်9လိုက်ရှင်းတဲ့လူက9လေးရောလိုက်ပေါ့နော်ဒါပေမဲ့9ကိုပို့ပြီးတော့ခြိုက်ပါလေရှင်ဒီမှာတော့9ပေါ့နော်9ကိုပို့ခြိုက်တယ်အတလေးတလုံးတစ်လောက်ကလေးပါကဲအဲကျွန်မမစ်စ်ဗီဒီယိုလေးဟိုအရင်လုံးကကျွန်မဟိုဈေးခွက်ကနေပြောလေဈေးခွက်အပြီးကအာရေးရေးပေးတဲ့ခဏလေးထိုးခြင်းပေါ့နော် စော့ချင်းအဲ့ဒါစော့ချင်းကစော့ချင်းနဲ့သူကမလာတာကြာလို့ပေါ့နော်မနက်ဖြန်ကိုခြာရည်ပေးမယ်အဲ့ဒါကစီကွက်ပါနော်လေးတိုက်ပါမယ်စီကွက်ပြီးပေါ့ပေါ့နော်ပြီးပေါ့လေးကွက်ဒီတော့လေးကွက်ကဘာတွေလဲဆိုရင်ရှောက်ကိုကိုရှိခုံခုံ ခိုးလေးဆိုပြီးဖြစ်ပါတယ်။ဒါပေမဲ့မစ်ယူနေနေဟာကိုချစ်ကိုထဲ့မဆော်ခြင်းမဆော်နဲ့ဒီနေ့ကလာပြီးသွားရင်မလို့ပေါ့နော်။ဆော်ခြင်းတရားဖို့နေရာဖို့ပဲထဲ့ဆိုပါ။ကျမတို့မနေ့ကဖန်လေးမပေးတာကြားလို့ရှာရေးပြရပါဒါပေမဲ့ပြောလိုက်ရင်မကြိုက်ဘူး။ကြံနေတဲ့နှလုံးဆိုရင်ဒီမှာရှောက်မကူဒီနှစ်ကွက်ပါနော်။အဲ့လိုမျိုးဆော်ဒီမှာကတော့ခွန်ကြိုက်တဲ့လူကခွန်ဆော်ပါနော်။ ဟာဒါလေးပါဒါလေးကတော့ဈေးကွက်ကအပြီးပောက်ပြီးတဲ့လေးခွက်ကိုရှာရေးပေးခြင်းဖြစ်ပါတယ်။ဒါလေးကတော့မိတ်ဆွေတို့အများဆောင်ကြည့်နေတဲ့ဈေးကွက်ကလေးပါ။ဒါလေးကတော့ဂျန်နဲ့2နတ်မှာဂျန်နဲ့4နတ်မှာစင်းပြရမယ်ခဏ3ပုံပေါ့နော်။အကြိုက်ဆုံးတော့3နတ်ချောက်ပါ။အားလုံးကောင်းကောင်းကြပါသေးရှင်။